အရှိမောက်တိုင်းစစ်ဌာနချုပ်စခန်းရုံးကတက်ဆိုင်ပြိုးမြေနဲ့လူကင်းချောင်းတရဝင်းထောက်ခံချက်ပေးထားတဲ့လာရှိုးမြို့ခင်းနှင်းကျေးရွာကမြေရွာတွေကိုအောက်ခြေအဆင့်တက်မတော်အရာရှိတွေကအတ္တမသိမ်းယူတာတွေရှိနေပါတယ်ခွန်စော်ဦးသတင်းပေးပို့ထားပါတယ်ရှင်။ဒီကပိုင်ဆိုင်နဲ့ထောက်တာမဟုတ်ဘူး။ဒီကောင်ကအကျုံးမွေဘူး။အခုလက်ရှိနောက်ဆုံးဒီမှာရှိနေတဲ့အဖွဲ့တွေမင်းတို့အခုကနောက်ဆုံးပိုင်ရှင်တွေဟုတ်တယ်ဗျ။နောက်ဆုံးပိုင်ရှင်ကတော့ရှိရမှာတို့ကတရားစွဲရင်လည်းမင်းတို့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာအခြေစိုက်တဲ့ အရှိမြောက်တိုင်းစစ်ဌာနချုပ်စခန်းရုံးကရမခါရဲ့စိုက်ပျိုးမြင်မဟုတ်ကြောင်းတရားဝင်ထောက်ခံချက်ထုတ်ပေးထားတဲ့လာရှုမြို့ရက်ွက်ကိုခင်းနှင်းကြေးရွာအတွင်းကစိုက်ပျိုးမြင်တွေကိုအောက်ခြေအစစ်တပ်မတော်အရာရှိတွေကအာဓမတင်ယူတာတွေရှိနေတယ်လို့မြေသိမ်းခံရသူတွေက အခုလိုပြောဆိုနေကြတာပါလာတင်းလို့ဆိုတော့မော်စီတီချာနဲ့ပါတယ်ဖုန်းမှာကိုလုံးဆုံးတာတော့မော်စီချာအတော့တယ်ထားပဲမယူသေးဘူးတော့နောက်မှအားလုံး တင်းသွားပြီဘာမှနင့်လာကြည့်တပြားမှမရသေးဘူးဆိုအများဆုံးတော့ပြဟုတ်ကဲ့တော့မင်းမိငယ်နိုင်ငံနန်း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 နတ်ကြီးချာနေနေကြံပြလာခထားပြတင်းလာခုဒီနေ့လုံးပြကျမမမြေစုံမှာတရားဝင်ထောက်ထားတဲ့ပုံစံတရားငါလည်းရှိတယ်ပြီးတော့ရမခမှာပေးထားတဲ့တာနဲ့ကင်းရှင်းကြောင်းထောက်ခံစာလည်းရှိတယ် ဲ့ဒီစာကျွန်တော်တို့ဝေပြီးသွားတာ6လကျော်တဲ့အခါကျတော့ပြောင်းပူပါနယ်လာစိုက်ထားတယ်ပြောင်းပူပါနယ်လာစိုက်ထားတာစက်သားနေရသူတို့ကစက်သိန်းဖို့ဆင်ဆင်ရှိတယ်တဲ့ဒါပြင်တက်မတော်သားတွေကအင်အားတုံးပြီးချမ်ပိုင်ရှင်ရဲ့အဆောက်အဦးကိုလည်းဝင်ရောက်ဖျက်ဆီးတာတွေရှိနေတယ်လို့ဆိုပါတယ် ကျမတို့ဟိုကျမတို့ပိုင်တဲ့မြေမှာကျမတို့လောလောဆယ်ဒီမှာအဲအနေဖို့တဲတွေပါလာလာစောက်ရင်လဲဟိုတနေ့ကလည်းအကုန်လုံးလာဖြုတ်သွားတယ်မတရားတိမ့်တယ်လို့ဖြစ်နေတာအစိုးရကတိမ့်တယ်ဆိုကျမတို့ကပေးမယ်အဲ့လိုပြောတယ်ဒါပေမဲ့ကျမတို့ကလည်းအဲ့လိုမျိုးရက်ွက်ယုံလူကြီးယုံအဲ့လိုမျိုးကလည်းမခေါ်ဘူးကျမတို့ကအဲ့လိုမျိုးပဲကျမတို့လာစောက်လိုက်တို့ကလာဖြတ်လိုက်အဲ့လိုမျိုးတွေဖြစ်နေတာဒီမြေကိစ္စနဲ့ပတ်သက်ပြီးလာရှုံမျိုးနဲ့အုတ်ချုပ်ရေးမှုကအခုလိုရှင်းပြပါဗျာအခုငကူတော့ကအဲ့ဒီဘောရီတောင်ချင်းရင်းသားအချီကို ်ခြေနားတိကိုမာသူ့နဲ့ဆိုလို့ရှိရင်အရင်တော့ကဟိုလေ့ကျင့်ရေးရှိကတက်လာတက်နေဆိုတော့မှသူတို့သိထားတော့ဘူးမဝမ်းဖြစ်ဘူးဒီနေ့သူတို့ရဲ့တက်ဝန်းဝိုင်းမြေဒီချစ်မှုတော်မြေဒီအဲ့ဒီဥက္ကဋ္ဌကိုဧရိယာအပြင်သူတို့ပိုင်လိုက်တဲ့ခါမှာဧရိယာကိုလုံးလိုက်တဲ့ခါမှာဟိုဘက်ကမြေဒီသူတို့ကမဆိုင်တော့ဘူးလို့ဖြစ်ကြတဲ့အချိန်မှာအဲ့မှာရှိတဲ့ဟိုနှစ်နှစ်သုံးနှစ်ဝန်းကျင်တောင်ပေါ်နဲ့ညှို့ထိုးရောက်ဝဲသားရောက်ဟိုတို့ကလည်းရောက်အဲ့လိုရောင်းရောင်းရောင်းနဲ့အဲ့မှာမှအကွက်တွေဖြစ်တယ်ဟလာပြောမှတူနေရာမျိုးကိုပြန်ဆစ်ဆစ်ခိုက်ထားတယ်ချမ်ပန်ရှင်ရဲ့အဆောက်အဦးကိုတက်မလို့သားတွေက အင်အားတုံးဖြည့်ဆည်းရတဲ့ပတ်သက်လို့ကတော့တရားဥပဒေအရလုံးတင်တယ်လို့လည်းဆိုပါတယ်။ဟိုလုံးပိုင်ခွင့်ရှိလားလို့မေးလို့ရှိရင်တော့ကျွန်တော်ကရုံတို့တကယ်တမ်းသွားနေတော့ဥပဒေလားနေရာနည်းဥပဒေရှိတယ်။သူရဲ့နေရာဥပဒေနဲ့အညီသွားတာတော့အကောင်းဆုံးပေါ့။လာရှုံမြို့နယ်အတွင်းကမိသားတွေဟာဈေးကောင်းရနေရကြောင်းနေရာပိုင်ဆိုင်မှုအငင်းပွားမှုတွေမကြာခဏဆိုလို့ဖြစ်ပွားနေပါလေ။ကျွန်တော်ခူစော်ဦးပါ။